မင်္ဂလာပါရှင်ကုမီလန်ညူးစ်ကနေကြိုဆိုပါရစေဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ကမ်ဘလက်မြို့လေကြောင်းတိုက်ခိုက်ခံရတဲ့အတွက်၄ရက်သေဆုံးပြီးတော့၅ရက်ထဲမနေထဏ်ရာရတဲ့သတင်းမှာချင်းမီနယ်ကမ်ဘလက်မြို့ကိုစစ်ကော်မရှင်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်တဲ့အတွက်၄ရက်သေဆုံးပြီးတော့၅ရက်ထပ်မနေထဏ်ရာရရှိခဲ့တယ်လို့ချင်းဒေတာကာကွယ်တပ်ကမ်ဘလက် CDF ကမ်ဘလက်ရဲ့တာဝန်ရှိသူနဲ့ဒေတာခန်နေစီကနေသိရပါဗျ။ကမ်ဘလက်မြို့မြို့မရက်ကွက်ကိုစစ်ကော်မရှင်ကဒီနေ့အောက်တိုဘာ24ရက်နေ့မနက်9:00ဝန်းကျင်မှာ လေကြောင်းကနေ jet fighter တစ်စီးနဲ့နှစ်ကြိမ်ခန့်လာရောက်ပြီးတော့ဘုံဒီသုံးလုံးနဲ့ကျဲချတိုက်ခိုက်သွားတာပါမနှစ်ပိုင်းလေးနှစ်ကြိမ်လာပြီးပရမတစ်ကြိမ်ကဘုံဒီတစ်လုံးဒုတိယအကြိမ်မှာဘုံဒီနှလုံးကျဲသွားတာလို့ CDF ကံပတ်လက်ရဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်လေကြောင်းဘုံကျဲတိုက်ခိုက်ခံရတဲ့အတွက်အမျိုးသမီးတစ်ယောက်အပါအဝင်လူလေးယောက်သေဆုံးပြီးတော့ကလေးတွေအပါအဝင်15ရက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိတဲ့အပြင်ပျောက်ဆုံးသူတွေလည်းရှိနေတယ်လို့သိရပါတယ်လက်ရှိစီရင်ကြားသိတာ၄ရောက်ပွဲချင်းပြီးသေဆုံးပြီးတော့15ရောက်လောက်ဒဏ်ရာရပြီးအဲ့ထဲမှာ9ရောက်က ထန်ရပြင်းပြင်းထန်ထန်ရတယ်။ရောက်ဆုံးတဲ့သူတွေလည်းရှိလို့ရှာဖွေမှုပြုလုပ်နေတုံးလို့ကံပတ်လက်မျိုးခံတယောက်ကပြောပါရယ်။ထိခိုက်တိုက်စုံမှုနဲ့ပတ်သက်ပြီးကံပတ်လက်မျိုးနယ်ကိုထိန်းချုပ်ထားတဲ့ချင်းညီနောင် CB အဖွဲ့ဝင် CDF ကံပတ်လက်ကတော့ပြောဆိုထားခြင်းမရှိသေးတယ်လို့ထုတ်ပြန်ထားခြင်းလည်းမရှိသေးပါဘူး။ပြီးခဲ့တဲ့အောက်တိုဘာ21ရက်နေ့ကလည်းဟာခါမျိုးနယ်စားထားကြေးရွာစာတင်ကြောင်းကိုစစ်ကော်မရှင်ကပေါင်900ဘုံးသီးတွေနဲ့၄ချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။